ဝိပဿနာတရားအထောက်ကြတဲ့တရားတော်မှများအနေနဲ့မိမိတို့နဲ့တင့်တို့ရာကမ္မထံကိုရှုမှတ်နေကြပေမဲ့လေဘေးကမ္မထံကိုပဲရှုရှုစိတ်နဲ့မတွေးပေနဲ့လုံးလုံးမရနိုင်ပါဘူးဘေးကမ္မထံကိုပဲရှုရှုစိတ်နဲ့ဒွန်တွဲနေတယ်ဆိုတာနားလေကြမှာပါအဲ့ဒီလိုမရှုမှတ်ကြခင်ဝိပဿနာရှုတဲ့အခါမှာထားရမဲ့စိတ်ဆိုတဲ့သဘောလေးကို အကျမ်းဖြင့်အာဖြင့်သိထားမည်ဆိုရင်မိမိတို့ရဲ့ကျင့်ကြံအားထုတ်မှုဟာအထောက်အကူဖြစ်စေပါれ။ဒါကြောင့်ဓမ္မမိတ်ဆွေတက္ကရာမတို့အတွေ့အဲ့ဒီလိုဝိပဿနာကျင့်ကြံအားထုတ်မှုမှာအထောက်အကူဖြစ်စေဖို့အတွက်သိထားသင့်တယ်လို့ယူဆမိတဲ့အတွက်ကျင့်ကြံအားထုတ်ရမှာထားရှိရမယ့်စိတ်ကလေးအကြောင်းလေ့လာကြပါမယ်။တကယ်တော့စိတ်ဆိုတဲ့သဘော ။တဘာဝကဖြူစင်ကြီးလင်းတောက်ပလျက်ရှိပါတယ်။ဒါပေမဲ့တန်တရာတစ်ချောင်းလုံးမှာမိမိတို့ရဲ့လောဘဒေါသမောဟအစရှိတဲ့ကိလေသာတွေနဲ့လွှမ်းမိုးနေကြရတဲ့အတွက်ကြောင့်ဒီစိတ်ကလေးဟာအယောင်မထွက်တော့တာပါ။ညဉ့်ဉန်းနေတော့တာပါပဲ။ရရှိတရားစခန်းဝင်ကြတဲ့အခါမှာအများအားဖြင့်ဝိပဿနာကိုမရှုခင်သမာဓိကိုအရင်ထူထောင်ကြရတာများပါတယ် တမာတိအားကောင်းလာမှဝိပဿနာရှုတဲ့အခါအထောက်အပံ့ဖြစ်စေပါတယ်။ဒါကတခါမှတရားမထိုင်ဘူးကြသူတွေအတွက်ပြောတာပါ။ဒီတော့အဲ့ဒီလိုတမာတိခြူထောင်းတဲ့အခါတလျှော့လေတရက်ကနေ၃ရက်အထိစသဖြင့်ပေါ့ဒီလိုတမာတိအားကောင်းလာတာနဲ့အမျှခုနကပြောတဲ့ကိုယ့်ရဲ့ညဉ့်ဉန်းနေပါလေဆိုတဲ့စိတ်လေးဟာအယုံထွက်လာပါလေတောက်ပလာပါလေအဲ့ဒါဘာလို့ဖြစ်တာတုံးဆိုရင် ခုလိုတရားစခန်းမှာနေစဉ်တနေကုန်တမာတိထူထောင်ဖို့သာမှတ်ရှုနေရတဲ့အတွက်ကြောင့်အိမ်မှာနေတော့ကနဲ့မတူတော့ပေလောဘဒေါသမောဟစတဲ့ကိလေသာတွေဟာတစ်ပြေးပြေးယိုပါလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာတရားထိုင်တဲ့ယောဂီမှာဘာတွေမြင်လာမလဲဆိုရင်အယောင်တွေမြင်လာတယ်စိတ်တွေကြည်လင်လာပါတယ်အယောင်တွေဟာဟိုပြေးဒီပြေးနဲ့တချို့ဆိုရင် မျက်စိကျိမ့်လောက်အောင်စူးရှတဲ့အောင်တွေမြင်လာကြပါတယ်။တရားစခန်းရိပ်သာဝင်ဖူးတဲ့ဓမ္မမိတ်ဆွေများဆိုရင်သဘောပေါက်မှာပါ။ဓာတ်တွေဟာသဘာဝပါ။စိတ်ကြည်လင်လာလို့တကယ်တမ်းတမာတိအရန်ကောင်းလာတဲ့ပုံကိုဆိုရင်ခန္ဓာကိုယ်ကတော့အယောင်တွေထွက်တာရှိတတ်ပါလေလောကီမှာ ပုထုဇဉ်တို့တမတ်မိခိုထားတဲ့နာမည်ကိုနာမပညာတွေကိုအမှန်အဖြစ်ဆွေးမှတ် လက်ခံထားကြတဲ့အတွက်ကြောင့ စိတ်ဟာမြင်တော့နောက်ကြည့်နေရခြင်းလေးဖြစ်ပါလေလူတရိတ်ဆန်ယောက်ျားမိန်းမတစ်ပင်အိမ်အစရှိတဲ့ဒီနာမည်တွေဟာဟိုးအရင်ကတည်းကလူတွေမျက်ကိုထားတဲ့မျက်စိနဲ့မြင်နေရတဲ့အစင်းပုံသဏ္ဍာန်အစင်းအာယုံ အမျိုးမျိုးတွေကို ခိုးသတ်မှတ်ထားကြခြင်းဖြစ်ပါလေဘေးအစင်းပုံစံကတော့ကောင်းနေဘေးအစင်းပုံစံကတော့မကောင်းဘူးဆိုပြီးလူတွေကပဲသတ်မှတ်ကြပါတယ် အဲ့ဒီလိုသတ်မှတ်ချက်တွေနဲ့လှေစားမှုန်းကြောင့်စိတ်ဟာဆိုလို့ရှိရင်ဒါတွေကိုအမှန်လို့ပဲထင်လာပါတော့တယ်လူအများစုကကောင်းတယ်လို့သတ်မှတ်ထားတဲ့အစင်းဆိုရင်ကိုယ်စိတ်ကလေကောင်းတယ်လို့ထင်ပါတယ်မကောင်းဘူးလို့သတ်မှတ်ထားရင်ကိုယ်စိတ်ကလေမကောင်းဘူးလို့သာထင်လာပါတော့တယ်အဲ့ဒီမှာကောင်းတယ်လို့ထင်လိုချင်တဲ့လိုဘဖြစ်လာပြီးမကောင်းဘူးလို့ထင် မကျင်တဲ့ဒေါသဖြစ်လာပါလိမ့်မယ်။အဲ့ဒီအချိန်မှာဖြူစင်တဲ့စိတ်ဟာအထက်မှာပြောခဲ့တဲ့သတ်မှတ်ထားချက်ပြည့်ညက်တွေကြောင့်နောက်ကြည့်ညင်နွန်းလာရပါတော့တယ်။နောက်တစ်ခါအစင်းအာယုံအနက်အာယုံအရသာအာယုံတို့ဟာတမျိုးတွေပဲဖြစ်နေပေမဲ့စိတ်ကိုလှည့်စားပြီးတော့တယောက်နဲ့တယောက်သတ်မှတ်ချက်ကွဲပြားခြားနာကြပြန်ပါလေ။ဥပမာအနေနဲ့ပြောရရင်ဒူးရင်သီးကို မောင်ဖြူနဲ့မောင်မေးတို့ အတူတကွတွေးမြင်နေကြတယ်ဆိုကြပါစို့အနံ့ကိုလေးအတူတကွရနေကြတယ်သူတို့နှစ်ဦးဟာဒူရင်သီကိုစားရတဲ့အခါဒူရင်သီရဲ့အနံ့အရသာဟာနှစ်ယောက်လုံးကို တမျိုးသေးသော အနံ့အာယုံနဲ့အရသာအာယုံကိုရစေပါတယ်ဒါပေမဲ့အမောင်ဖြူဟာမှွေပြီးချော်တယ်ဒါကြောင့်ကြိုက်တယ်လို့ဆုံးဖြတ်ပါတယ်မောင်မေးကတော့နံပြီးစားရတာဤလေးလေးဖြစ်လို့မကြိုက်ဘူးလို့ဆုံးဖြတ်ပါတယ် ဒီအချိန်မှာဘသူကိုမှ အမှန်လို့မဆိုနိုင်ပေခံစားသူရဲ့မျက်စိလေမှုသာဖြစ်တယ်လို့ဆိုရမှာပါကြိတ်နှစ်သက်တဲ့မောင်ဖြူကတော့လောဘစိတ်ဖြစ်ပေါ်နေပြီမကြိတ်နှစ်သက်တဲ့မောင်မင်းမှာတော့ဒေါသစိတ်ဖြစ်ပေါ်နေပါလိမ့်မယ်ဒါကြောင့်နှစ်ယောက်လုံးရဲ့စိတ်ဟာအစင်းအာယုံ အနက်အာယုံတို့ကိုကိလေသာအာယုံတို့ပြောင်းလဲဖြစ်ပွားစေပြီးတော့စိတ်ကိုညင်တော့နောက်ကြည့်စေပါတော့တယ်အဲ့ဒီလိုဖြစ်ရတာဟာ သူတို့ရဲ့စိတ်ကိုသတ်မှတ်ထားချက်ပြင်းညံ့များကခြေလီနေတဲ့အတွက်ကြောင့်သာဖြစ်ပါလေ။လေးဖက်ထောက်သွားခါစားခလင်းငယ်တယောက်အနေနဲ့ကတော့ဒူရင်သည်မှန်းလင်းမသိစားရွေရမှန်းလင်းမသိစားလဲမစားဖူးတဲ့အတွက်ကြောင့်အဲ့ဒီကလေးဟာဒူရင်သည်ကိုမြင်နေရပေမဲ့လောဘစိတ်လေးမဖြစ်ဒေါသစိတ်လေးမဖြစ်ကလေးငယ်ရဲ့စိတ်ဟာ ဖြူစင်ကြည်လင်လျက်ပဲရှိနေပါတော့တယ်။ဘာဖြစ်လို့လဲဆိုရင် လူတွေသတ်မှတ်ထားတဲ့အသီးနာမည်ကိုလည်း तू မသိ၊မွေးတွေနာမည်ဆိုတာကိုလည်း तू မသိ၊စားလို့ရတာကိုလည်း तू မသိ။ဒါကြောင့်အခုလိုသတ်မှတ်ထားတဲ့နာမပြည့်ညံ့နဲ့ကောင်းနေမကောင်းဘူးသတ်မှတ်ချက်တော့ဟာခလေးငယ်ရဲ့စိတ်ကိုအနှောက်အယှက်မဖြစ်စေတော့ပါဘူး။ဘာကြောင့်လဲဆိုရင်ခလေးငယ်ရဲ့မျက်စိဟာအစင်းအာယုံပရမတ်အဖြစ်ဖြစ်တာမြင်ပြီး လူတွေရဲ့သက်မှတ်ချက်တော့ကသာခလေးငယ်ရဲ့စိတ်ကိုကိလေသာအာယုံမဖြစ်စေပဲညင်နောနောက်ကြည့်ရှင်မဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။နောက်တစ်ဖန်ဆက်ကူအပိုင်းစတစ်ခုနဲ့ပိဿံဆက်ကူတို့ကိုခလေးငယ်နဲ့လူကြီးတူတို့အတူတူတွေးမြင်ရတဲ့အခါခလေးငယ်ကအစင်းအာယုံပရမတ်အဖြစ်သာမြင်ပြီးဘလို့ကိလေသာစိတ်မှမဖြစ်ပေါ်ပဲဖြူစင်ကြည်လင်လျက်ရှိနေပါလိမ့်မယ်။ လူကြီးအတွက်ကတော့သမတ်ထားချက်ပြည့်ညက်ကိုပြီးရှိလက်ခံထားလို့ပိဿံစက်ကူပေါ်မှာလောဘဖြစ်ပြီးတော့ကိလေသာစိတ်နဲ့ညှင်းနှုံရတော့မှဖြစ်ပါလေအဲ့ဒီသဘောပါပဲဒါကြောင့်ဘေးအရာကိုပဲမြင်မြင်အစင်းအာယုံအဖြစ်ကနေမကြိုးလွန်စေပေသတ်မှတ်ထားတဲ့ပြည့်ညက်ချက်တို့ကိုအတိအမှတ်လေးမပြု မေ့ဖြောက်ထားပြီးတော့ကြည့်ရှုနိုင်ပြီဆိုလို့ရှိရင်ကိလေသာစိတ်မဖြစ်စေပဲ စိတ်ညင်နှုံးချင်းကင်းပြီးဖြူစင်ကြီးလင်းနေပါပဲဖြစ်ပါတယ်။အဲ့ဒီလိုပဲအနတ်အာယုံကိုလေသတ်မှတ်ထားတဲ့မှုေးတွေနန်းတွေကောင်းတွေမကောင်းဘူးစတဲ့ပြဉ္ညာချက်တွေနဲ့သုံးသပ်မေဆိုရင်တော့ကြည်ရင်လောဘမကြည်ရင်ဒေါသဖြစ်ကာကိလေသာတိုးပွားစေပြီးစိတ်ဟာညှင်းနှောနောက်ကြည့်ရလေဖြစ်မှာပါပဲ။ဒါကြောင့်မို့တမတ်ထားတဲ့ပြဉ္ညာချက်အထိမရောက်စေပဲ အနတ်အာယုံပရမတ်ကိုနန်းနေဆိုတာတဲ့မပေါ်သွားခဲ့ဘူးဆိုရင်ဤလေသာအာယုံမဖြစ်စေတော့ဘဲစိတ်ဟာဖြူစင်ကြည်လင်ရက်သာရှိနေမှာဖြစ်ပါလေထိုနီးတူစွာပဲအတန်အာယုံကိုကြားရင်လေตาယာတန်စုညာတန်ဆိုတဲ့တမတ်ချက်ကိုမရောက်စေဘဲအတန်အာယုံ အဖြစ်သာကြားရည်ဆိုုံထက်မပေါ်ရအောင်စောင့်ချောင်းထိမ့်သိမ့်နိုင်မေဆိုရင် ကိလေသာညှင်းနှုံးစိတ်တို့မဖြစ်စေပေစိတ်မှာဖြူစင်ကြည်လင်လျက်သာရှိနေမှာဖြစ်ပါလေဓမ္မမိတ်ဆွေတို့ဖြစ်ဖူးကြမှာပါတခါတလေမှာကိုကအာယုံတစ်ခုခုကိုစူးစိတ်နေရင်ကအခြားအတန်တစ်ခုကိုကြားလိုက်တယ်ဒါပေမဲ့ကြားတာထက်မပေါ်ဘူးစိတ်ကသွားမစူးစမ်းမိဘူးပြီးတော့မှခုနဗာအတန်လေးလို့ကိုကိုတယောက်ယောက်ကလာမေးတဲ့အခါကြားမှဟုတ်တော့ဟုတ်တယ် ြားလိုက်မိနေဘာအတမ်းမှန်းမသိလိုက်ဘူးအဲ့ဒီလိုအဖြစ်မျိုးဓမ္မမိတ်ဆွေတို့ကြုံဖူးကြမှာပါအဲ့ဒီတော့ကိလေသာအာယုံမဖြစ်တော့ဘူးဒါကြောင့်တရားအားထုတ်နေစဉ်ကိုယ်ကမ္မထံကိုပွားများနေတဲ့အချိန်အဲ့ဒီလိုမျိုးအတမ်းကြားရတာမျိုးကြုံလာအောင်မှာပါအဲ့ဒီအခါဓမ္မမိတ်ဆွေတို့စမ်းကြည့်ပါပြီးတော့စားတောက်တဲ့အခါမှာလေရှိုးတွေခါးတွေငန်းတွေပို့တွေစက်တွေကောင်းတွေ စိုးရိမ်စတဲ့ပညာချက်တွေကိုလရက်လျူရှုပြီးတော့အရသာအာယုံကိုသာတည်တဲ့စိတ်မှပဲရထားရင်အကောင်းဆုံးဖြစ်ပါလေအဲ့ဒီလိုပဲအထောက်ရမှာပါ ပြင်မအရာဝတ္ထုလူပုဂ္ဂိုလ်တို့ ਨੇ ထိတွေ့ဆက်ဆံရတော်လဲပဲမိမိရဲ့ခန္ဓာကို အတွင်းမှ ဖြစ်ပေါ်လာတဲ့အတွေ့အာယုံများနဲ့ထိတွေ့လာခြင်းတို့၎င်းပူတွေအေးတွေမာတွေပြို့တွေနာတွေကျင်တွေ ကောင်းတယ်မကောင်းဘူးစတဲ့တက်မှတ်ချက်တွေကို မရောက်စေဘဲနဲ့အတွေ့အာရုံများနဲ့တွေးထမှုဖြစ်နေတယ်လို့သာစိတ်ကိုယက်ထားမိဆိုလို့ရှိရင်ကိလေသာစိတ်နဲ့ခံစားရတဲ့ဝေဒနာမဖြစ်စေတော့ပေတက်တက်သာသာနဲ့ပေစိတ်ဟာကြည်လင်လန်းဆန်းနေပါလိမ့်မယ်ပုရုဇဉ်တို့ဟာတကယ်မရှိသည့်များကိုအရှင်းရှင်းပြောဆိုဆက်ဆံနားလည်နိုင်စေရန်နာမည်တွေနဲ့သတ်မှတ် ခိုးဟိုသုံးဆွေးနေရခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ဝိပဿနာဘာဝနာကိုပွားများကြတဲ့အခါအစင်းအာယုံကိုမြင်တဲ့အခါအစင်းဆိုတာထက်မပိုစင်းတဲ့မြင်တဲ့စိတ်မှပဲယထားပါ။မြင်လျင်မြင်နေလို့သာရှုမှတ်ပါ။အတန်အာယုံကိုကြားရမှလေ။အတန်ဟူသည်ထက်ပိုမသွားပါစေနဲ့။ကြားတဲ့စိတ်မှပဲယထားပါ။ကြိုင်ကြရီလို့ရှုမှတ်ပါ အနဲ့အာယုံကိုနံရမှာ အနတ်ဟူသည်ထက်ပိုမသွားစေနဲ့နန်တဲ့စိတ်မှာပဲရထားပါ နန်ရင်နန်လေလို့သာရှုမှတ်ပွားများပါ ယခုဓမ္မမိတ်ဆွေတက္ကရာမတို့ကိုဓမ္မဒါနပြုပေးခဲတာကတော့တရားအထုတ်နေတဲ့အခါထားရှိရမယ့်စိတ်အကြောင်းကိုဖော်ပြခဲတာဖြစ်ပါလေအလုံးတတဝခသိတရားကိအေငိမ့်ချမ်းသာရှိပါစေ။